္ဂလာပါသားတို့ခင်ဗျို့ရေဒီခြေကတော့ Great for စာရိတ္တဘာသာရက်ကိုတင် जा ပေးမယ်ဒီခြေဧကရီပဲ ဖြစ်ပါတယ်ကွအခုဒီခြေတင် जा ပေးမယ်သင်ခန်းစာလေးကတော့သင်ခန်းစာလေးဝိုင်းဝန်းဆောင်ရွက် အများအတွက်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကွကဲဒီကောင်းစင်လေးကို သင်ကြားရတဲ့အကြီးကရည်ရွယ်ချက်ကလေးကတော့အများကျိုးကိုဦးစားပေးဆောင်ရွက်တတ်သူတွေဖြစ်လာဖို့အတွက်ရည်ရွယ်ပါတယ်ကွယ်။ကဲအဲ့ဒါဆိုရင်အောက်ကရုပ်ပုံလေးကိုကြည့်ကြရအောင်။သားတို့သမီးတို့ကဘယ်လုပ်ငန်းလေးတွေထဲမှာပါဝင်ဆောင်ရွက်လို့ရဆိုတာကိုဖတာကိုကြည့်ကြည့်ကြမယ်နော်။ပုံတက်မှာဆိုရင်တော့ចောင်းប៉ាត់ဝင်းကျင်တန်ရှင်းမှုအတွက်ចောင်းသူចောင်းသားတွေကဝိုင်းပြီးတော့လှုပ်ဆောင်နေတဲ့ပုံလေးဖြစ်ပါတယ် ပုံနှစ်မှာဆိုလို့ရှိရင်လည်းလမ်းတန့်ရှင်ရေးအတွက်ကိုចောင်းသူចောင်းသားတွေအကုန်လုံးဝိုင်းဝန်းပြီးလှုပ်ဆောင်နေတယ်။ပုံသုံးလေးမှာဆိုရင်တော့ဒါရုံသမီးတို့ရေနော်ငယ်ရွယ်တဲ့သူတွေကအသက်ကြီးတဲ့သူတွေနော်စင်းရဲတဲ့သူတွေကိုပစ္စည်းလေးတွေလိုက်လံဝေမျှနေတယ်။ပုံလေးမှာဆိုရင်တော့အမိုက်တွေနော်မြောင်းဝိနာအမိုက်တွေကိုလိုက်လံပြီးတော့ကောက်တယ်ပုံလေးတွေပဲဖြစ်ပါရဲ့ကွယ်။ကဲဒါရုံသမီးတို့ ဘယ်လုပ်ငန်းလေးတွေထဲမှာပါဝင်ခြင်းနဲ့ဆိုတာကိုယ့်ဘာသာကိုစဉ်းစားဆုံးဖြတ်ကြเนาะအခုတီချဲကဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဆိုရဲခေါင်းစဉ်လေးနဲ့စာပိုက်ကလေးကိုဖတ်ပြပေးပါမယ်တငင်းကညွေကြောင်းပိတ်ရဲ့တရံမှာကြော်ထွေးတို့တငယ်ချင်းတစုဟာကစားကွင်းကိုသွားဖို့တိုင်မင်နေတဲ့အချိန်မှာပဲ ဇော်ဖြိုးဟာရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာဇော်ဖြိုးကဘာပြောလိုက်တယ်လဲဆိုတော့ကြော်ထွေးရီဟာအားကစားဝတ်စုံတွေနဲ့ပါလားမင်းတို့ဘယ်ကိုသွားကြမလို့လဲဒီမနေ့ရက်ကွက်ထဲကအမိုက်ပုံကြီးနဲ့ရေမြောင်းတွေကိုတန်ရှင်းရေးလုပ်မယ်လို့ပြောတယ်။ဒုလန်တွေကလူငယ်တွေနဲ့ចောင်းသူចောင်းသားတွေကိုလိုက်ပြီးနှိုးဆော်ရင်းနဲ့လူစုနေကြတယ်။အဲ့ဒီအချိန်မှာပဲဝင်းစော်ကဟုတ်တယ်ကွာလမ်းထဲမှာ လူကြီးတချို့နဲ့ဆရာကြီးတို့တောင်ရောက်နေကြပြီ။အဲ့ဒါကိုကြားတဲ့ကြော်ထွေးကတော့ငါတော့ဘာလို့မှမတော်မသိရောပါဘူးကွာ။တကယ်ချင်းတို့ရေမင်းတို့ဘောဘယ်လိုလုပ်မလဲ။အဲ့ချိန်မှာပဲဝင်းစော်ကဘာပြောလဲဆိုရင်တော့ငါကတော့သွားပြီးတော့ကစားကျင်နေ။အဲ့တော့ကြော်ထွေးကဖြစ်ပါမလားကွာပြီးတော့ငါတို့ကြောင်ငါတို့ရက်ကွက်အတွက်တန်ရှိရေးလောက်ကြမှာလေ။အောင်မင်းကငါလဲသွားကစားကျင်နေ တို့တွေတေချာချိန်းထားကြတာလေနောက်တစ်ပတ်ဆိုရင်တော့စာမေးပွဲကနီးလာပြီကစားဖို့တိတ်မလွယ်ဘူးလို့ပြောလိုက်တယ်အဲ့ဒီချိန်မှာပဲကြော်ထွေးကဒါပေမဲ့တို့ရက်ွက်ထဲမှာအမိုက်ပုံကြီးကမြင်လို့မကောင်းဘူးအနံ့တွေလည်းတအားဆိုးတာပဲအဲ့ဒီအမိုက်တွေတန့်ရှင်းသွားရင်ရက်ွက်ထဲမှာရှိတဲ့ငါတို့ကြောင့်လည်းတန့်ရှင်းလပသွားမှာကွတို့ကြောင့်တို့ရက်ွက်တန့်ရှင်းမှု ငါတို့ဝိုင်းဝန်းဆောင်ရွက်တဲ့နယ်လို့ပြောလိုက်တဲ့ကွယ်အဲ့ဒီအချိန်မှာပဲစော်ဖြိုးကကြော်ထွေးပြောတာမှန်တယ်တို့ကြောင့်တို့ရဲ့အွက်တန်ရှင်းလှပဖို့ငါတို့မှမလို့ရင်ဘသူကလုံးမှာလဲလို့ပြောလိုက်တဲ့ကွယ်ဒါနဲ့ပဲကြော်ထွေးကဟုတ်တယ်ငါတို့တခုခုဆုံးဖြတ်ကြမှာဖြစ်မယ်ရက်ကွက်တန်ရှင်းရေးလို့မလားသွားကစားကြမလားတခုခုတော့ရွေးကွာလို့ပြောလိုက်တယ်ကွယ်အဲ့ဒီခါမှာပဲဇော်ဖြိုးက ကဲပါကွာတော်တော်ကြာဆရာကြီးနဲ့လူကြီးတွေရောက်လာကြတော့မယ်ငါတော့တန်ရှင်းရေးလုပ်ဖို့ပဲဆုံးဖြတ်လိုက်တယ်ငါတို့ကစားဖို့တဲ့တို့အကြောင်းတို့ရဲ့ွက်တန်ရှင်းလာပါဖို့ကပိုအရေးကြီးတယ်တဲ့အဲ့ဒီခါမှာပဲဝင်းစော်ကလည်းဟုတ်တယ်အားလုံးအတွက်ငါတို့ဝိုင်းဝန်းဆောင်ရွက်ကြရမှာပေါ့ကဲတန်ရှင်းရေးပဲသွားလို့ကြမယ်သွားကြရအောင်လို့ပြောလိုက်တဲ့ကွယ် ကဲအဲ့တော့သူတို့ရဲ့ဆုံးဖြတ်ချက်မှန်ကန်လားမမှန်ကန်လားဆိုတာတားတို့သမီးတို့စဉ်းစားကြည့်ပါအောင်နော်ကဲဒါဆိုရင်တော့တီချယ်တို့အခုအောက်က ဖြစ်ရက်ကလေးတွေကို ကြည့်ကြရအောင်ပြီးတဲ့အခါမှာဖြစ်ရက်ကလေးတွေကိုကြည့်ပြီးတားတို့သမီးတို့ဆိုရင်ရောဘယ်လိုပြုမှုဆောင်ရွက်မလဲဆိုတာတခါလေးစဉ်းစားကြည့်ကြမယ်နော် ဖြစ်ရက်တက်မှာဆိုရင်တော့စာသင်ခန်းထဲမှာတန့်ရှင်းရေးလုပ်ကြတယ်။စာသင်ကုန်ထဲမှာ အမိုက်တွေကိုတွေ့ကြတယ်။အဲ့ဒီချိန်မှာတော့နှစ်ယောက်ကမြ мян ပြီးလို့တဲ့အတွက်ကြောင့်မို့လို့စာသင်ခန်းကျမ်းပြင်ကိုပဲတန့်ရှင်းရေးလုပ်နိုင်မယ်လို့ပြောပေမဲ့တခြားနှစ်ယောက်ကတော့စာသင်ကုန်များအတင်းမှာရှိတဲ့အမိုက်တွေကိုပါတန့်ရှင်းလိုက်ကြတယ်ကွ။အဲ့ဒီတော့ဖြစ်ရက်တက်ကလေးမှာဆိုရင်တော့တန့်ရှင်းရေးလုပ်တဲ့အခါမှာတော့ တဒန်းလုံးကိုတန်ရှင်းအောင်လုပ်တာအကောင်းဆုံးတွေ့အမြန်ပြီးစီးလို့ရဲ့စိတ်နဲ့နော်တနေရာတည်းပဲကွက်ပြီးခြံခဲ့မယ်ဆိုလို့ရှိရင်နောက်လာမဲ့သူတွေလည်းညင်ညစ်ပပနဲ့နေရမယ်ကိုလည်းစိတ်မတန့်တော့ဘူးကွ။နော်။ကဲဒါဆိုရင်ဖြစ်ရက်နှစ်ကလေးကိုကြည့်ကြရအောင်။ចောင်းဆိုင်ခင်းများကိုចောင်းកောင်စီအသင်လိုက်အလှဲ့ကြရေလောင်းကြရတယ်။ဇော်မင်းတို့အသင်တာဝန်ကြတဲ့နေ့မှာတော့ဇော်မင်းဟာကစားနေတဲ့အတွက်ကြောင့် ရေမလောင်းမိလိုက်ဘူးဒါနဲ့ပဲနောက်တနေ့မှ အပေနေညှိုးနှံသွားတယ်ကဲအဲ့ဒီတော့သားတို့သမီးတို့ရေအပင်ကြီးရေလောင်းနေဆိုတာကတော့နေ့စဉ်နေ့တိုင်းလှုပ်ရမယ်အလေးအကျင့်ပဲဖြစ်တယ်။အဲ့ဒီတော့နောက်တစ်ခါမမေးဖို့အတွက်ကိုဇော်မင်းတို့အသင်းကိုတာဝန်ယူခိုင်းရမယ်ကွ။အဲ့ဒီတော့အပင်ဆိုတာနေ့စဉ်နဲ့မျှရေလောင်းနေရမယ်။ရေမလောင်းမိဘူးဆိုရင်တော့အပင်တွေညှိုးနှံသွားမယ်ဆိုတာကိုသတိထားရမယ်ကွ။ ဟုတ်ပြီဒါဆိုရင် ဖြစ်ရက်သုံးလေးကိုကြည့်ကြရအောင်မိုးရေအဆက်မပြတ်ရွာသွန်းပြီးရေကြီးရေရှမ်းမှုတွေဖြစ်တဲ့အတွက် လူအများဟာဒုက္ခရောက်နေကြတယ်လူကြီးတချို့နဲ့လူငယ်တွေပူပေါင်းပြီးဝိုင်းဝန်းကူညီဆောင်ရွက်ကြတဲ့ကွအဆင်ပြေသွားတယ်ကွအဲ့ဒီတော့ဒီဖြစ်ရက်သုံးလေးမှာဆိုရင်တော့ เนาะตะคุกุปออัญเญรีจုံတွေ့လာရဲ့ခါမှာတဘာဝဘေးရဲ့အញရီတွေ့တဲ့ခါမှာ အားလုံးစုစုစည်းစည်းနဲ့တိုင်တိုင်မင်မင်ကုညီဆောင်ရွက်ကြမယ်ဆိုရင်เนาะဘယ်ရမစို့အစဉ်ပြေချုံးမွေသွားနိုင်နေဆိုတာကိုသိရမယ်ကွဒါဆိုရင်တော့ဒီချေကအခုသင်ခန်းစာလေးကိုဒီမှရင်ရပ်ပါမယ်။ချေရူနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။